ခုတော်တော်ထိုင်းမနာမည်ကြီးနေတဲ့မူကြီးလေးတဲ့ဆန်းဆန်းကြည့်အောင်နော်။ဒါတော့မူကြီးလေးရောက်လာပြီဆိုတော့ဆဖာကြည့်လိုက်အောင်နော်။အထဲမှာပါတာတွေကတော့လက်အိတ်နဲ့ဒီကဂျုံမုတ်လေးပေါ့နော်။ဒါတော့မူကြီးလုတ်ဖို့အတွက်အသီးလေးပြင်ထားတာပါရှင့်အဆင်ပြေတဲ့ဟာကြိုက်တာထည့်လို့ရတာနော်။အရင်ဆုံးမူကြီးလုတ်ဖို့အတွက်ကိုမျက်နှာပြင်ညီတဲ့ပကံပြားပြဖြစ်စင်တော့ပြဖြစ်တခုခုပေါ့နော်။ယူလာပြီးတော့အဲ့ဒီအပေါ်မှာဂျုံမုတ်လေးတွေဖြူပေးလိုက်မယ်နော်။မူကြီးကကိုဝယ်တဲ့ဆိုင်ပေါ်မူတည်ပြီးတော့ကက်တဲ့ဆိုင်လည်းရှိတယ်မကက်တဲ့ဆိုင်လည်းရှိတယ်ပေါ့နော်။ဒါကတော့ကိုစမ်းကြည့်မှပဲသိမှာလေနော်။အဲ့ဒါဆိုရင်တော့လက်အိတ်အရင်ဆွလိုက်ပါမယ်ရှင့်။မူကြီးလုတ်တဲ့ခါကြိုက်ရင်ဒီတိုင်းလက်ဗလာနဲ့ပေါ့နော်။ကင်တွေလို့မရပါဘူးရှင့်။လက်အိတ်နဲ့ကင်မှပဲသူကမကက်မှာပေါ့နော်။အဲ့ဒါဆိုရင် ော့လက်အိတ်နှစ်ဖက်ထည့်လိုက်မယ်ဂျုံမုတ်လည်းဖြူဖြူဝါယူဆိုတော့မူကြီးလေးတွေစပြီးတော့ထုတ်လိုက်ရအောင်နော်အခုသစဉ်ဝယ်စားတဲ့ဆိုင်ရမူကြီးအားဆိုရင်တရုတ်တွေမှာရောင်းတဲ့နီလန်အတိုင်းလိုက်လောက်ထားတော့ဗောနော်သူ့အယောင်လေးရဒီကဟိုစင်စရောင်ပုံစံလေးလိုမျိုးနော်ဗောနော် note လေးနဲ့လောက်ထားတဲ့အနံ့လေးကလည်းမွေပြီးတော့လေးတော်တော်လေးကို ဟိုအစ်စက်နေရောဗောနော်သူ့အသားလေးကဆွဲအားလည်းအရန်ကောင်းတယ်ကိုဝယ်တဲ့ဆိုင်ကဒီမိုဂျီကတိတ်ပြီးတော့မကောင်းတာပဲဖြစ်ကိုလုံးမတက်တာဘူးဆိုရင်လေဒီကမိုဂျီကလေကတ်တယ်ပြီးတာနဲ့အခုလိုမျိုးလုံးဝဆွဲလို့မရအောင်ဗောနော်ဒါထမမိုက်ခရိုဝေ့တွေမှာဗောနော်စက္ကန့်30ပြည့်မနွေရသေးဘူးဗောနော်ဒီတိုင်းထုတ်လိုက်တာလက်လက်ဆက်ဆက်ပဲဆိုတော့လေတကယ်လို့သူပြောတဲ့ရောက်လာတာတော့ကြာတော့ပါတော့ဆိုရင်မိုက်ခရိုဝေ့တွေမှာပြန်ပြီးတော့ထွက်နွေလို့လည်းရတာဗောနော်အဲ့ဒါဆိုရင်ဆွဲအားဒီထက်အောင်ပိုကောင်းမယ်လို့ပြောတယ်ရှင်စစောကထင်တာတော့မကတ်ဘူးထင်တာဗောနော်အဲ့ဒါနဲ့ဂျုံမုံမဖြူလိုက်ရလို့ကြည့်ပါအောင်အောက်မှာနည်းနည်းကတ်သွားပြီဗောနော်ပြောတာတော့မှမချသေး ေးဘူးပေါ့နော်ဒါပေမဲ့အများကြီးမကတ်ဘူးဆိုတော့အေးစေးပါပဲရှင်အဲ့ဒါနည်းနည်းမြည်ကြည့်လိုက်တော့လေသူ့အရသာလေးချိုးစိုက်ပြီးတော့လေ အနံ့ခက်မမွေလေးနဲ့ပေါ့နော်ဒါပေမဲ့တမျိုးတည်းစားတာကြတော့နည်းနည်းအီတလို့ဖြစ်တာပေါ့နော်အတီလေးနဲ့အစာတို့ပြီးတော့စားပါမယ်နော်အရင်ဆုံးအစာတို့ပေါ့အတွက်ကိုမိုကြီးအသားလေးတွေကိုတပြေးညီဖြစ်သွားအောင်ပေါ့နော်ခုလိုမျိုးဖိပြပေးလိုက်မယ်ရှင့်ပြီးမှပဲကိုထဲမဲ့အစာတို့လေးတွေကိုထဲပေါ့နော်ဒီနေရာမှာကိုကြိုက်တာပေါ့နော်ကိုနစ်သက်ရ topping အမျိုးမျိုးထည့်လို့ရတယ်တချို့ကြတော့လည်းရေကင်မုတ်လေးတွေထည့်တဲ့ Oreo လေးတွေလိုမျိုးချွတ်ချွတ်အရသာလေးတွေပေါ့နော်ပြီးရနဲ့ကြွကြွရွရွရှိတဲ့မုတ်လေးတွေပါလေးတွေအချိုလေးတွေပေါ့နော် ဲ့လိုမျိုးလေးထည့်ပြီးတော့စာကြတယ်ရှင်ပြီးသွားတာနဲ့အပေါ်ကနေပေါ့နော်အဲ့လိုမျိုးပြန်အုပ်လိုက်တယ်ရှင်ဒီနေရာမှာမူကြီးသားကဆွဲအားမရှိဘဲနဲ့နူးညံ့မှုမရှိဘူးဆိုရင်တော့ခုလိုမျိုးပြန်အုပ်လို့မရဘူးပေါ့နော်သူကပြက်ပြက်ပြက်ထွားသွားတဲ့ခါကျရင်တော့မူကြီးလုံးဝမဖြစ်ဘူးရှင်ဒါလေးကတော့အဆင်ပြေတယ်ပေါ့နော်အပေါ်ကနေဂျုံမုံမဖြူတော့ဘူးပေါ့နော်တစဉ်ကတော့ဒီတိုင်းပဲစားလိုက်တော့မယ်ရှင်အလုံးပဲစားကြပါဦးနော်ဒီမူကြီးတဒုံဆိုရင်တော့ညစာတော့စားစရာမလိုတော့ထင်တယ်စားလို့အရန်အရန်ကိုကောင်းတယ်အတီးရချိုချင်အရသာလေးနဲ့ဒီကမူကြီးရဲ့အီဆမှုချိုစိတ်အရသာနဲ့လုံးဝအဆက်အဟတ်တဲ့တယ်လို့ပြောအောင်ပေါ့နော်တလ လုတ်တလုတ်ဆိုတာလေစားရတာအားရစရာလုံးဝမိန်တော့ဗောနော်ပုံမှန်ဆိုတစင်မူကြီးအရန်ကြိုက်တော့ဗောနော်အမြဲတမ်းလဲဝယ်စားနေကြပဲ7တော့ဘာလို့မှဆိုရင်လည်းအတုံးတသေးလေးပဲဈေးအရန်ကြီးတော့ဗောနော်အပြင်မာတွေတဝယ်ဆိုင်လဲအဲ့လိုမျိုးပဲနှစ်တုံးသုံးတုံးဆိုရင်လည်းအများကြီးပဲပေးရတာဗောနော်ခုလိုမျိုးဒီမူကြီးအသားကြီးပဲဗောနော်ကိုကမာစားလိုက်ပြီးမှအိမ်ရောက်မှပဲကိုစားချင်တဲ့ topping လေးတွေတော့ဗောနော်ကိုတွဲစားတဲ့ခါကြရင်လည်းဈေးလည်းအများကြီးပဲတက်တာတော့ဗောနော်စားလို့လည်းပို့ပြီးတော့ကောင်းတယ်အစတော့ကတော့မူကြီးကိုအတုံးကြီးကြီးနှစ်တုံးလောက်စားပြမယ်လို့တွေးထားတော့ဗောနော်ခုကတဒုံနဲ့စားလာနေတင်ဗောနော်မျက်နှာအနေထားကြည့်လိုက်တော့ဗောနော်စားပြီးတော့ innovation အတော့အကြီးဝဲဆိုတော့လေနော် okay ဒီနေ့ပစိယံ emoji လောက်နေလေရတော့အောင်မြင်တော့ဗောနော်ဘာလို့အောင်မြင်လဲဆိုတော့ကိုရွေးချယ်တဲ့ဒီကမိုဂျီအသားပေါ်မူတည်တယ်ပေါ့နော်အခု time မှာအရန်နာမည်ကြီးပြီးတော့တချို့တွေကလောက်တာမအောင်မြင်ဘူးပေါ့နော်ပျော့ပလဲသွားတာနဲ့ထုတ်လို့မရတာနဲ့အရေးဖြစ်သွားတာနဲ့ပေါ့နော်ပြီးရနဲ့ကက်နေတာနဲ့ဘာလဲပေါ့နော်အခုဆိုရင်ပြောမဆိုကက်တဲ့နှုံးကအရန်ကိုနဲတာပေါ့နော်ဒါပေါင်တာတွေလေးမဖြူရလို့ပေါ့နော်ဒါ ပုံမှန်ဆိုရင်ဒီမှာဆိုဆွဲအားအရန်ကောင်းနေတာဆိုတော့အောင်မြင်တဲ့မူကြီးလို့ပြောရမှာရှင်။စစ်မီတိုလေးကိုအစောတီးချစ်ပြကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ဒီကြောင့်မှာတစ်စင်ကဘာလေးတွေစံပြပြီးတော့ဘာလေးတွေစာပြမလဲဆိုတာကြည့်ရှုရပါကြပါနော်။အားလုံးပဲတတ်တာ။